မင်္ဂလာပါရှင်ဒီနေ့ကျမတို့နဲ့အတူစန်းစာလေ့လာဖို့ကြိုးဆိုပါရစေမင်္ဂလာပါခမကျမတို့ဒီနေ့အဓိကဆွေးနွေးသွားမှာကတော့ဓမ္မတိကျမ်းတဲကတမန်တော်ဝိထုအခန်းကြီး27ပဲဖြစ်ပါတယ်ဟုတ်ပါပဲဒီအခန်းရဲ့အဖြစ်ဖြစ်တည်သင်ငန်းစာတွေကို The Wise Believers ဖွဲ့ကပြုစုထားတဲ့လေ့လာသုံးသပ်ချက်တွေကို အခြေခံပြီးတော့နည်း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 လေ့လာကြည့်ကြမှာပါอืมဒီအခန်းကတမန်တော်ရှင်ပေါလုရဲ့ယေရုရှလင်ခရစ်ယာန်အကြောင်းပေါ့ သူ့ရဲ့အဲမရင်ညာတဲ့စိတ်ပိုင်းဖြာမှုပြီးတော့ကြုံခဲ့ရတဲ့စမ်းကြံမှုတွေတကော်လေးအရေးပါတဲ့အခါမှာဟုတ်ကဲ့ The wise believers ရဲ့မှတ်စုတွေကဒီအဖြစ်အပျက်တွေရဲ့နောက်ွယ်ကအကြောင်းရင်းဒီအတိတ်ပဲတွေကိုပို့ပြီးနားလည်ဖို့ကူညီပေးနိုင်မယ်ထင်ပါတယ်မှန်ပါပဲရှင်ဘောလူကြုံခဲ့ရတဲ့အခြေအနေတွေတန်ရှင်းသောဝိညာဉ်တော်ရဲ့တတိပေးချက်တွေသူ့ရဲ့တုံ့ပြန်ပုံတွေအပေါ်မှာ စိတ်ဝင်စားစရာရှုထောင့်တွေပါတယ်။อืมဆိုတော့အတ္တိကာကတော့ရှင်ဘောလူရဲ့အဲ့ဒီစိတ်ပိုင်းဖြတ်မှုကဘယ်ကလာလဲ။သူရင်ဆိုင်ရတဲ့ဆွဆွဲချက်တွေကဘယ်လိုမျိုးလဲ။နောက်ဆုံးအဖန်ခံရတာကတော့ဘာသင်ခန်းစာတွေပေးလဲ။ဒါတွေကိုအဓိကထားဆွေးနွေးကြမယ်ဆိုတော့လေ။ကောင်းပါပဲ။ဒါဆိုရင်ရှင်ဘောလူရဲ့ယေရုရှလင်ခီးစဉ်အစပိုင်းကနေတွားကြတာပေါ့။မိလက်မျိုးကနေသူထွက်လာပုံကနေစလိုက်အောင် ဟုတ်ကဲ့အခါ၂၁အစမှာကရှင်ဘောလူကမိလက်ကအကြီးအကဲတွေကိုနှုတ်ဆက်ပြီးခီးဆက်တယ်ဆိုတာနဲ့စထားတယ်နော်ကောသယောဒူပါတရအဲ့ဒီမြို့တွေကိုတင်ပေါ်နဲ့တားခဲ့တယ်ဟုတ်တယ်အစပိုင်းကတော့ပုံမှန်ခီးစင်လိုပါပဲဒါမဲ့သူလူမျိုးကိုရောက်တဲ့အခါမှာ အခြေအနေကနည်းနည်းပြောင်းလာပဲအဲ့ဒီမှာဘာထိခဲ့လို့လဲသူလူမျိုးမှာတပီတော်တွေနဲ့တွေ့တယ်သူတို့နဲ့ခုနှစ်ရက်လောက်အတူနေခဲ့ကြတယ်အေးကြီးတာကအေးတပီတော်တွေကလည်း န်းရှင်တော်ဝိညာဉ်တော်နဲ့တိုက်တွန်းမှုနဲ့ရှင်ပေါ်လို့ကိုယေရုရှလင်မှာတွားဖို့ပြောကြတယ်တောင်းပန်ကြတယ်။အော်ဒါပထမဆုံးတိုက်ရိုက်တတိပေးချက်လို့ဖြစ်သွားတာပေါ့နော်။အန်ဒရီအတွက်ပထမဆုံးရှင်းရှင်းလင်းလင်းတတိပေးချက်တယ်။ The wise believers must regle the အချက်ကိုအလေးပေးထားတယ်။ ဒါပေမဲ့ရှင်ဘောလူကသွားတော့မယ်နော်ဝိညာဉ်တော်ကိုယ်တိုင်တတိပေးနေမှတည့်ရတာနဲ့ခီးဆက်ဖို့ဆုံးဖြတ်ခဲ့တယ်မတ်စုရီထဲမှာသူဆုံးဖြတ်ချက်ကိုဘလို့တုံးတတ်သားလဲသူကမနာခံတာလားဒါမို့အဲပိုကြီးတဲ့အစီအစဉ်ကိုသူနားလည်နေတာလားဒါကအတော်လေးစဉ်းစားစရာချက်ကွာ သုံးသက်ချက်တွေရဆိုရင်တော့ရှင်ပေါလုကဝိညာဉ်တော်ရဲ့တတိပေးမှုကိုပြစ်ပယ်ခဲ့တာမဟုတ်တော့ဘူး။အင်းသူကအန်ဒရီကိုတီးတယ်လက်ခံတယ်။ဒါပေမဲ့ယုရှလင်ကိုသွားခြင်းကသူ့အတွက်ဘုရားသခင်ရဲ့အလိုတော်သူ့ရဲ့ခေါ်ခြင်းရဲ့အစိတ်ပိုင်းတစ်ခုလို့သူနက်နက်ဆိုင်ဆိုင်ယုံကြည်ပုံရတယ်။ဆိုလိုတာကဝိညာဉ်တော်ကအန်ဒရယ်ကိုတရိပ်ပေးတာဒါပေမဲ့မသွားနဲ့လို့တားမြစ်တာမျိုးမဟုတ်ဘူးပေါ့ဟုတ်တယ်အဲ့ဒီလိုနားလည်နိုင်တယ် ။သွားရင်ဒါဒီကျုံရမယ်ဆိုတဲ့ဂျိုဒင်းအတိပေးချက်သဘောမျိုး။ဆိုတော့သူ့ရဲ့သွားရမယ်ဆိုတဲ့တောင်းဝန်ကိုပယ်ဖြတ်ထေးတာမဟုတ်ဘူး။ရှင်းသွားပါပြီ။သူ့ရဲ့ခိုင်မာရဲ့စိတ်ကတူတူမျိုးကထွက်ခွာခြင်းမှပိုထင်ရှားလာတယ်။တပီတော်လေးသူတို့မိသားစုတွေကကန်းချင်းထီလိုက်ပို့ကြလေဒူးထောက်ဆူတောင်းကြလေဆိုတာကလည်းသူ့ပေါ်ထားတဲ့မေတ္တာရောစိုးရိမ်မှုရော ပြနေတာပေါ့နော်။မှန်ပါတယ်။အဲ့ဒီနောက်မှာတော့ကက်သရီမျိုးကိုခရီးဆက်ခဲ့ကြတယ်။ ဲ့ဒီမှာတည်င်းကောင်းဟောပြောသူဖိလစ်ပုရဲ့အိမ်မှာတည်ကြတယ်။အင်းအဲ့ဒီမှာရင်းနေနေကြကြနေခဲ့တယ်နော်။ဟုတ်တယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ပို့ပြီးတော့တိကျတယ်ပို့ပြီးရှင်းလင်းတယ် Prophet Future ကကူထပ်ပေါ်လာခဲ့တယ်။အာ Prophet အာဂဘူးရောက်လာတဲ့အချိန်ဟုတ်ပြီဟုတ်ပြီဒီဖြည့်ဖြောက်ကတော်တော်လေးလူထီများတယ်။သူကရှင်ဘုံလူရဲ့ခါပတ်ကိုယူပြီးထူးထူးခြားခြားလှုပ်ပြခဲ့တယ်မို့လား။အတိအကျပဲ။အာဂဘူးကယူတော့ပြေကနေဆင်းလာတယ်။ရှင်ဘုံလူရဲ့ခါပတ်ကိုယူလိုက်တယ် ပြီးတော့တူကိုတူရဲ့ခြေရလက်တွေကိုအဲ့ဒီခါဘာနဲ့ခြီးပြောတယ်။အမ်ဒီမှာပြောတယ်တန်ရှင်တော်ဝိညာဉ်တော်မွေတုံမူတာကယေရုရှလင်မြို့ကယူဒလူတွေဟာဒီခါဘာပိုင်ရှင်ကိုဒီလိုပဲချီနှောင်ပြီးတပားမျိုးသားတဲ့လက်ထဲအလိုက်လိုက်မယ်တဲ့။အိုးတော်တော်လေးပုံဖော်ပြနိုင်တယ်။တိကျတဲ့ prophet ဖြစ်ချက်ပဲသူတို့မျိုးကတတိပြည့်ချက်ချက်ပိုးပြီးပြတ်သားတဲ့ဘသူကချီမယ်ယူရလို့ဘသူလက်ထက်အမယ်တပောင်မျိုးသားဆိုတာပါပြောသွားလားဟုတ်တယ်ဒီလိုကြားလိုက်ရတော့ ဘေးကလူတွေရှင်ပေါ်လို့ရဲ့အဖော်ရီရောကိုက်ထရီကာတပြူတော်တွေပါအယမ်းစစ်မကောင်းဖြစ်ကြတာပေါ့ငိုချွေးပြီးသုံးပါကြတာပေါ့နော်မသွားပါနဲ့ပေါ့ဟုတ်တယ်အားလုံးကဝိုင်းတားကြတာအတဲ့အတမ်းပဲဒါမဲ့ဒီနေရာမှာရှင်ပေါ်လို့ရဲ့တွန့်ပြန်လူကတကယ်ပဲသူ့ရဲ့စိတ်ဓာတ်သူ့ရဲ့ခွန်ရပေါ်ထားတဲ့ကတိကဝတ်ကိုအထင်ရှားဆုံးပြလိုက်တာပဲသူဘလို့ပြမျိုးဟဲ့လေသူစကားကြီးကတကယ်အမတ်ရစရာပဲနော်သူကပြောတယ်ဘာလို့ငိုပြီးတော့ကျွန်တော်စိတ်နှလုံးကိုကြည်ခွဲအောင်လုပ်နေကြတာလဲတဲ့ ကျွန်တော်ကထခင်ယေရှုရဲ့နာမတော်အတွက်ယေရုရှလင်မှာအခြေခံရဖို့တင်မကဘူးအသေးခံဖို့တော့အသင့်ပဲလို့ပြန်ပြောခဲ့တယ်။အင်မတန်ရဲရင်တဲ့စကားပဲချေနှောင်ခံရရုံမကဘူးအသေးခံမှုပါအသင့်ပဲတဲ့ဒီလောက်ခိုင်မာတဲ့ဆုံးဖြတ်ချက်ကကြောက်ရွံ့မှုကိုကြော်လွားနိုင်တဲ့ယုံကြည်ခြင်းကလာတာပဲဖြစ်ရမယ်။ဟုတ်ပါတယ်။သူ့ရဲ့ဒီတုံ့ပြန်မှုကြောင့်တားနေတဲ့တွေတွေတောင်စမတားနိုင်တော့ဘူး။နောက်ဆုံးကြောင့်သခင်ဖျားရဲ့အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးလက်လျှော်လိုက်ကြရတယ်။ ထာကရှင်ပေါ်လူကောင်းမာတာမျိုးထက်သူ့ရဲ့ခေါ်ခြင်းကိုသူရှင်းရှင်းလင်းလင်းထင်နေလို့ဖရားရဲ့အစီအစဉ်ကိုယုံကြည်လက်ခံလို့ဖြစ်မယ်နော်အဲ့လိုတုံ့တက်နိုင်ပါခင်ဗျအဲ့ဒီနောက်မှာတော့သူတို့ယေရုရှလင်မြို့စီကိုပဲခီးဆက်ခဲ့ကြတော့တယ်ကဲယေရုရှလင်ကိုရောက်လာပါပြီရောက်တော့ညီကိုတွေကဝမ်းမြောက်စွာကြိုဆိုကြရတယ်ယာကုပ်ကိုအသင်းတော်အကြီးငယ်တွေနဲ့တွေ့လဲတဘာမျိုးသားတွေကြားထဲမှာသူအမှုတော်ဆောင်ခဲ့တဲ့အကြောင်းကြီးဝင်းများခဲ့တယ်ကြိုဆိုတာကနှွေးထွေးပေမဲ့ နောက်ကွယ်မှာစင်ခေါ်မှုတစ်ခုတော့ရှိနေပြန်ရောဟုတ်တယ်အဲ့ဒါကယေရုရှလင်မှာရှိတဲ့ယုံကြည်သူဖြစ်လာတဲ့ဂျူးလူမျိုးတွေကြားထဲမှာပြန့်နေတဲ့ကောလာဟလတွေပဲဘလို့ကောလာဟလတွေလဲရှင်ပေါလုကလည်းတပါးမျိုးသားတွေကိုတွန်တင်တဲ့အခါမောရှိရဲ့ပြည်ညံတရားကိုစန့်ကျင်တဲ့ ဂျူးထုံးစံတွေကိုစွန့်ပယ်ခိုင်းတယ်ဆိုတဲ့သတင်းမာတွေပေါ့အော်သူတွင်တင်ချက်ကိုနားလည်မှုလွဲတာဒါမှမဟုတ်တမင်တရင်မလွင်တာလည်းဖြစ်နိုင်တာပေါ့ဟုတ်ပါတယ် The wise believers မဆူတွေကလည်းအဲ့ဒီဖြစ်လန့်ခြင်းနှစ်ခုလုံးကို ထောက်ပြထားတယ်ဒီကောလာဟလာဒီကြောင့်ယာကုန်းရဲ့အကြည့်ငယ်တွေက ရှင်ပေါလုကိုအကြံတစ်ခုပေးခဲ့တယ်။ဟုတ်ကဲ့။သူတို့ရဲ့အကြံကဘာများလဲ။ဟင်း။သူတို့ကရှင်ပေါလုကိုသစ္စာကတိပြုထားတဲ့ဂျူးဝေထားလေးရောက်ရှိတယ်။ တို့နဲ့အတူဘေမန်နိုရဲဝန်ဒီတန့်စင်ချင်းအမှုကိုအတူတူလွန့်ဖို့အကြံပေးတယ်။အဲပြီးတော့အဲ့ဒီလေးယောက်အတက်ကုံကြစီကိုရှင်ပေါလုကကြာခံပေးလိုက်ရင်သူဟာပြည့်ညစ်တရားကိုလေးစားတော့ပဲ။ဂျူးထုံးစံတွေကိုစန့်ကျင်တဲ့သူမဟုတ်ဘူးဆိုတာလူတွေရှေ့မှာပြရရောက်မယ်ပေါ့။အော်ယုံကြည်သူတွေကြားကတန်တရားတွေပြေပြောက်ပြီးစီလုံးမှုမပြတ်အောင်လုပ်တဲ့သဘောပေါ့။ဟုတ်ပါတယ်။ညီသက်ချင်းအတက်လုပ်တဲ့အကြံပေါ့။ ရှင်ပေါင်လူကဒီအကြံကိုလက်ခံလိုက်နာခဲ့တယ်နော်။သူကတပားမျိုးသားတွေရဲ့တမန်တော်ဆိုပေမဲ့ဂျူးယုံကြည်သူတွေရဲ့ခံစားချက်ကိုလည်းအလေးထားပုံပဲ။ဒါပေမဲ့ကန်ဆိုးစွာပဲတီလောက်ရက်ကပဲသူ့ကိုဒုက္ခရောက်စေခဲ့တာလား။အမှန်ပဲဗျာ။သူပင်မန်တော်ထဲမှာတန့်စင်ချင်းလုပ်နေတဲ့ရက်တွေဂုံဆုံးခါနီးမှာ အာရှပြည်နယ်ကနေရောက်လာတဲ့ဂျူးတချို့ကသူ့ကိုမှတ်မိသွားတယ်။အော်ဟုတ်ပြီ။အဲ့ဒီအာရှကဂျူးတွေက သူအမှုပါကိုအစားကလေးကစန့်ကျင်နေတဲ့သူတွေထင်နိုင်တယ်နော်ဟုတ်နေပါတယ်သူတို့ကရှင်ပေါလုကိုပြီးမှန်တော်တဲ့တွေ့လိုက်ကြနဲ့အခွင့်ကောင်းယူပြီးလူအုပ်ကိုလုံဆောတော်တာပဲသူတို့ကဘလို့ဆွဆွဲပြီးလုံဆောတာလဲ The wise believers map စုတွေကဒီဆွဆွဲချက်တွေရဲ့ရည်ရွယ်ချက်ကိုဘလို့သုံးသပ်ထားလဲဆွဆွဲချက်ကအဓိက၃ခုလောက်ရှိတယ်ပထမတစ်ခုကရှင်ပေါလုကနေရာကမှာဂျူးလူမျိုးကိုစန့်ကျင်တယ်ပညာတရားကိုစန့်ကျင်တယ်ဒီပြီးမှန်တော်ကိုစန့်ကျင်တယ်လို့တွင်းတင်တယ်ဆိုပြီးဆွဆွဲတယ် ဒုတိယဒါကပိုဆိုးတယ်ရှင်ပေါလုကဂရိလူမျိုးတပါမျိုးသားပေါ့သူတို့ဖီမ်ဆိုတဲ့သူကိုဘီမန်တော်တွန်းပိုင်းတဲ့ထိတပါမျိုးသားတွေဝန်ခွင့်မရှိတဲ့နေရာထိခေါ်လာပြီးဘီမန်တော်ကိုညင်ညူးစေတယ်လို့ဆိုဆွဲတယ်တကယ်ရောခေါ်လာခဲ့လို့လားတကယ်တော့မဟုတ်ဘူးသူတို့ကသူတို့ဖီမ်ကိုမျိုးထဲမှာရှင်ပေါလုနဲ့အတူတူထွာလာနေတာမြင်လိုက်တာပဲရှိတယ်ဘီမန်တော်တဲ့ခေါ်လာတာမဟုတ်ဘူးဒါလုံးဝမောင်းယူနေဆွဆွဲချက်လောက်ကြံလိုက်တာပေါ့ဟုတ်တယ်မဆုတွေတုံးတက်တာတော့ ဒါဟာရှင်ပေါလုကိုအပြည့်ရှင်းမှုရည်ရွယ်ချက်နဲ့လုံးချံတန်တီးလိုက်တာဖြစ်မယ်ဆိုပြီးတော့ပိမန်တော်ကိုညှဉ်းညူစေတယ်ဆိုတဲ့ဆွဆွဲချက်ကကျူးတဲ့အတွက်အလွန်ပြင်းထန်နေတော့တေရန်လောက်ထိတောင်ထိုင်နေတဲ့ဖြစ်မှုမျိုးမဟုတ်လားဟုတ်ပါတယ်ဒါကြောင့်လည်းဒီဆွဆွဲချက်ကြားလိုက်တာနဲ့လူအုပ်ကဒေါသတွေပေါက်ကွဲပြီးစူဘူးအောင်ကျွတ်မှုကြီးဖြစ်သွားတော့တာအချင်းနေကအရန်ဆိုးသွားပြီဟုတ်တယ်သူတို့ရှင်ပေါလုကိုဝိုင်းဆွဲကြပိမန်တော်အပြင်ကိုဆွဲထုတ်ကြတပ်ဖြူကိုစ조사ကြတော့တာ ဘီမန်တော်တကားတွေတောင်ပိတ်လိုက်ကြတာမြို့တစ်မြို့လုံးပတ်လို့ရိုက်သွားတာတကယ်ကိုအတန်တရဆိုရင်ရတဲ့အခြေအနေပဲဒီလိုအခြေအနေမှာဘလို့လွတ်မြောက်သွားတာလဲသူ့အသက်ဘလို့ချမ်းသာရရသွားလဲတန်ကောင်းတယ်လို့ပဲဆိုရမလားအဲ့ဒီအချိန်မှာယေရုရှလင်မှာတတ်ဆွဲထားတဲ့ယောမတ်တက်ရဲ့တန်မှုစစ်သူကြီးကဒီစုမှုတရင်ကိုကြားသွားတယ်။အာယောမာတဲ့ဟုတ်တယ်။သူကစစ်သားတွေတတ်မှုငယ်တွေခေါ်ပြီးအဖြစ်ဖြစ်နေရာကိုအမြန်ဆုံးပြေးလာတယ်။ယောမတ်စစ်သားတွေကိုမြင်လိုက်တော့မှ လူအုပ်ကရှင်ဘော်လူကိုရိုင်းနေတာရလိုက်ကြတယ်။ဟုတ်တော်လေးတာပေါ့။ယောမစေတက်ရောက်လာလို့ရှင်ဘော်လူအသက်တော်ချမ်းသာရာရသွားတယ်။ဒါပေမဲ့ तू လွတ်သွားတာတော့မဟုတ်ပြန်အောင်နော်။မဟုတ်ဘူးခမရ။စစ်သူကြီးကအခြေအနေထိမ့်ဖို့ရှင်ဘော်လူကိုဖမ်းလိုက်တယ်။တန်ကျိုးနှင်းချောင်းနဲ့ချီနှောင်ဖို့အမိန့်ပေးလိုက်တယ်။အာဂပု prophet ပြုခဲ့တဲ့အတိုင်းပဲ။အတိအကျပဲ။ယေရုရှလင်မှာဂျူးရီရဲ့လွန်ဆောင်းမှုကြောင့်ချီနှောင်ခံရပြီးတပားမျိုးသားခြေတဲ့ယောမအာနာပိုင်တွေရဲ့လက်ထက်ကိုရောက်သွားခဲ့တော့တယ်။ ။မှုကနေကျမတို့အတွက်အရေးကြီးတဲ့သင်ခန်းစာတွေ၊စင်ချင်းစရာတွေကို The Wise Believers မဆုတွေကဘယ်လိုမျိုးထုတ်လုပ်ပြထားရလဲ။ဆက်ဆွင့်ရကြည့်အောင်။တောင်းပါပြီ။မဆုတွေမှာအဓိကအချက်၃ချက်ကိုအလေးပေးထားတာတွေ့ရတယ်။ပထမသင်ခန်းစာကတော့လေနာခံခြင်းနဲ့တည်တိဒီနှစ်ခုရဲ့ရှုပ်ထွေးတဲ့သဘောတဘာဝပေါ့ဟုတ်ကဲ့ရှင်ပေါ်လူကအန်ဒီအေကိုရှင်းရှင်းလင်းလင်းသိတယ်ဝိညာဉ်တော်တတိပေးတာကိုလည်းလက်ခံတယ်ဒါပေမဲ့သူကဖျားသခင်ရဲ့ပူကြီးတဲ့အလိုတော့ သူ့ရဲ့ခေါ်ကြီးကိုပြည့်စုံစေဖို့အတွက်တတိရှိရှိနဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ချက်တယ်။ဆိုတော့သူ့ရဲ့နာခံမှုကမျက်စိစုံမိုက်နာခံတာမျိုးမဟုတ်ပဲအတိတ်ရနဲ့ရွေးချယ်မှုပါတဲ့နာခံမှုပေါ့။အဲ့ဒီလိုဆိုလိုချင်မှုရပါတယ်။ဒီချက်ကိုလက်တွေ့ပေါ်ရမှာဘလို့ကျင့်သုံးနိုင်မလဲ။ဥပမာကိုလည်းဖခင်ရဲ့လမ်းညွှန်မှုလိုခံစားရတယ်။ဒါပေမဲ့အလန်ကအန်ဒရယ်များနေတယ်အခက်ခဲလိရှိနေတယ်ဆိုရင်ဘလို့လို့တင်လဲ။ The wise believers သုံးသက်ချက်ရဆိုရင်တော့ဒီဖြစ်ပျက်ကကျွန်တော်တို့ကိုသင်ပေးနေတာကဖခင်ရဲ့လမ်းစဉ်က အမြဲတမ်းလွယ်ကူတက်တာနီမှာမဟုတ်ဘူးဆိုတာပဲอืมဟုတ်တခိုင်လေကိုရအလိုတော်လိုက်လျှောက်ဖို့ကစန့်ကျင်မှုတွေဒုက္ခတွေနဲ့ရင်ဆိုင်ရနိုင်တယ်အဲ့ဒီအခါမှာရှင်ပေါလူလိုပဲယုံကြည်ခြင်းနဲ့ကြောက်ရွံ့မှုကိုကြော်လွှားဖို့တတိရှိရှိရင်ဆိုင်ဖို့ဖရားရဲ့အစီအစဉ်ကိုယုံကြည်ပြီးနားခံဖို့လိုအပ်တယ်ဆိုတာပြနေတယ်တတိပြည့်ချက်တီကိုတော့ပညာရှိရှိသုံးပြီးပြင်ဆင်ရမယ်ဒါမဲ့ခေါ်ချင်းကိုတော့နောက်မဆုတ်ရဘူးဆိုတဲ့သဘောမျိုးလားဟုတ်တယ် ဲ့ဒီလိုနားလည်နိုင်ပါတယ်။ကောင်းပြီ။ဒုတိယသင်ခန်းစာကတော့ဘာဖြစ်မလဲ။ဒုတိယသင်ခန်းစာကတော့တမတရားအထွတ်အမှုဆောင်တဲ့အခါမာယွန်းတဲ့ဆွဆွဲချက်တွေအထင်လွဲမှုတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ထားရမယ်ဆိုတာပဲ။ဒါမျိုးတွေကြုံရတတ်တယ်။ဒါဆိုရင်ယုံကြည်ခြင်းအတိုင်းအသက်ရှင်တဲ့အခါအမှုတော်ဆောင်တဲ့အခါအထင်လွဲခံရတာ မဟုတ်မမှန်ဆွဆွဲခံရတာမျိုးတွေကြုံနိုင်တယ်ဆိုတာကိုလက်ခံထားရမှာပေါ့လို့ဒါကိုဘလို့ရင်ဆိုင်မလဲဆိုတာရောမဆုတွေမှာအချံပြူထားသေးလားမဆုတွေကတော့ရှင်ပေါ်လူရဲ့ဆန္ဒမူနာကိုပဲအဓိကပြန်ညွှန်းထားတယ်သူကဆွဆွဲခံရတဲ့အခါတောတာတက်ချီချက်ချင်းတုံးပြန်တာမျိုးမလုပ်ဘူးနောက်အခန်းတွေမှာဆက်တွေ့ရခဲ့မယ်ကြောင်းသူ့ဘက်ကရှင်းပြဖို့အခွင့်အရေးကိုစောင့်တယ်အင်းစိတ်ရှည်တယ်ဟုတ်တယ်ဒါကကျွန်တော်တို့ခုသင်ပေးတာကအထင်လွဲမှုတွေကြုံတဲ့အခါစိတ်ရှည်ဖို့ နှိမ်ချဖို့အမှန်တရားကိုအေးစီစေတင်ပြနိုင်ဖို့စူးစမ်းဖို့အရေးကြီးတယ်ဆိုတာပေါ့တခါတလေကိုရှင်းတာထက်ဘုရားသခင်ကအချင်းတွေကိုဖြည့်ရှင်းပေးမယ်အချင်းကိုစောင့်ဖို့လေလောက်ကောင်းလွန်နိုင်တယ်နားလဲပါဒီတတိယအထီးကသင်္ကစားကတော့ရှင်ပိုးလူရဲ့ဟိုစကားကြီးနဲ့တိုက်ရိုက်ဆိုင်တာပေါ့အနစ်နာခံခြင်းတရားချင်းခုပင်အသင့်ရှိဤဆိုတာလေဟုတ်ပါတယ်ဒါကခရိယတတရဲ့အနစ်သာရတစ်ခုလိုပဲမဆိုတဲ့ကအလေးပေးထားတယ်ရှင်ပိုးလူရဲ့ဘဝတစ်ခုလုံးက ခရစ်တော်နဲ့အမှုတော်အတွက်ကိုဂျိုဆွန်အနစ်နာခံခြင်းကို ပြနေတယ်။ဟုတ်ကဲ့။သူကသက်သွန်သက်သာရှိမှုကိုလွန်ချောင်ရဲ့ဒါရီထက်ဖျားရည်ခေါ်ရမှုခြင်းကိုအမြဲဦးစားပေးခဲ့တယ်။ဒီအခါကကျွန်တော်တို့ကိုပြန်မိကုန်ထုတ်စေတာကငါတို့ကတော့ခရစ်တော်အတွက်ဘလုံးအထီးအနစ်နာခံဖို့အစဉ်တင်ရှိပြီလေဆိုတာပဲ။ဒါတကယ်ပဲကိုကိုကိုပြန်မေးရမယ့်မေးခွန်းပဲနော်။အစင်ပြေတာလွဲကူတာကိုပဲလိုက်နေတဲ့ခစ်ချီထဲမှာဒီလိုကိုဂျိုးစွန်အနစ်နာခံမှုဆိုတာတကယ်တမ်းဘူးပဲ။ခေါင်းမာပြီး ဒီနေ့ဆွေးနွေးကြတာကိုပြန်ချုပ်ရရင်တမန်တော်ဝုဒ္ဓအခန်းကြီး27မှာတတိပေးချက်တွေရှိပေမဲ့ရှင်ပေါလုရဲ့ယေရုရှလင်ခရီးစဉ်အာဂဘိုရဲ့ prophet ပြုချက်ယုံကြည်သူတွေကြားကနားလည်မှုလွဲတာမာယွန်းဆူဆွဲခံရပြီးဖိမန်တော်မှာအဖမ်းခံရတာစတဲ့အဖြစ်ပြက်တွေအများကြီးပဲဟုတ်ပါတယ်ဒီအဖြစ်ပြက်တွေကနေတတိနဲ့နာခံခြင်းတမန်တော်အတွက်စန့်ကျင်မှုနဲ့မာယွန်းဆူဆွဲမှုကိုရင်ဆိုင်ခြင်းနောက်ပြီးတော့ခရစ်တော်ရဲ့ကိုကြိုးစွန်အနစ်နာခံခြင်းဆိုတဲ့တကယ်အဖိုးတန်တဲ့သင်ခန်းစာတွေကို The Wise Believers ရဲ့သုံးသက်ချက်တည်းအကူအညီနဲ့ကျမတို့ထုံနှုံနိုင်ခဲ့ပါတယ်။မှန်ပါတယ်။ရှင်ပေါလိရဲ့တွေးကြုံကနှစ်ပေါင်းနှစ်ခေါင်းလောက်ကြာခဲ့ပေမဲ့ဒီနေ့ခေယုံကြည်တို့လေးအတွက်တကယ်လက်တွေ့ကြပြီးအားလည်းထိစေစိန်ခေါ်မှုလည်းထိစေတော့ပါပဲ။ ကောင်းပါပြီဒီနေ့အတူကြိုကိုရာပေးလေခွဲရတဲ့အတွက်ကျေးဇူးတင်ပါတယ်နားထောင်နေကြတဲ့သူတွေအတွက်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင်ပေါ်လူကသူကြုံရမဲ့ဒုက္ခဆင်းရဲကိုရှင်းရှင်းလင်းလင်းတီးခဲ့တယ်ဝိညာဉ်တို့ကိုရန်တတိပေးခဲ့တယ်မိတ်ဆွေတွေကမျက်ရည်နဲ့တားခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့ယေရုရှလင်ဘွားဖို့ဂတိကဝဲကလုံးဝမပြောင်းလဲခဲ့ဘူးဒီလိုမယိမ့်မယိုင်တဲ့ဂတိကဝဲပြုမှုကယုံကြည်ခြင်းနဲ့ခေါ်တော်မူခြင်းရဲ့နက်နဲတဲ့သဘောတဘာဝအကြောင်းအထူးသဖြင့်ကိုယ့်ရဲ့လုံခြုံရေးတက်တော ောင်တတချီမှုဒါမှမဟုတ်တခြားလူရဲ့အမြင်နဲ့ထက်ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကိုဦးစားပေးခြင်းရဲ့အရေးပါပုံနဲ့ပတ်သက်ပြီးကျမတို့ကိုဘလို့အတွေ့အကြုံပေးနေပါသလဲဒီအချက်လေးကိုဆက်လက်ဆင်ခြင်ကြီးဖို့တိုက်တွန်းရင်ဒီနေ့တက်ဒီမှာပဲအဆုံးသတ်လိုက်ပါရစေဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်